ရိသတ်ကို100%ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်အဝပေးစွမ်းခဲ့တဲ့ Champion League Semi Final ကိန်းစတာဖုတ်ဘောရှိုးအနေကျွတ်သွားတယ်ကျွန်တော်ကိုခန့်ပါဒီဗီဒီယိုလေးမှာတော့ Champion League Semi Final ပွဲစဉ်တွေရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုအကြောင်းတွေကိုစာစီကုန်းမှာဖြစ်ပါတယ်တင်စားတာပါအဲပြန်ပြီးတော့ဆွေးနွေးခြင်းတယ်ဗျာအခုတတိယရင်ခုန်စိတ်လှုပ်ရှားမှုတွေကเนาะမပြောင်းသေးဘူး ကျွန်တော်နဲ့ထပ်တူကျွန်တော်ညကိုရေးလဲခံစားရမယ်လို့ထင်တယ်ဒီတစ်ကြောင်ပဲ Champion League ဆိုတာကဘာပေါ်မှာအအောင်မြင်ဆုံးနဲ့အခမ်းအနားဆုံးပြိုင်ပွဲလို့လူတိုင်းကသတ်မှတ်ကြတာပါဘလုံးသမားတိုင်းကလည်း Champion League ပြိုင်ပွဲမှာပဲဝင်ရောက်ကစားကြင်ကြတယ် UEFA လို့တော့တနည်းအားဖြင့်ဥရောပလို့ခေါင်းစဉ်တက်ထားပေးမယ်ဒါကကဘာပေါ်မှာအကောင်းဆုံးနဲ့အဆင့်မြင့်ဆုံးတော်နမန့်တစ်ခုပဲဖြစ်ပါတယ်ကဘာကျော်ဘလုံးသမားတိုင်းမှန်သမျှ Champion League မှာကစားဖို့အတွက်ရွယ်ချက်စိတ်ကူးစိတ်တမ်းရှိကြပါတယ်ခင်ဗျဆိုတော့ semi final အဆင့်ပွဲစဉ်2ပွဲလုံးကပထမအကြော့ဒုတိယအကြော့အကုန်လုံးပြိ တက်ကိုဆွဲဆောင်ခဲ့တာပရမအကျော်ပြီးသွားလို့ဟာကိုပြတ်သွားပြီဒုတိယအကျော်အတွက်ဘာမှရင်ခုန်စရာမကောင်းတော့ဘူးဆိုတော့အခြေအနေမျိုးမရှိခဲ့တာဗျာအနည်းဆုံးတော့နောက်ဆင့်တက်ဖို့မျောလင်းချက်နဲ့ဒီပွဲတွေကိုကြည့်ခဲ့တဲ့သူတွေကြီးပဲဘာမှမကြည့်နဲ့ကျွန်တော်တို့ဗီဒီယိုတွေလုတ်တယ်အောက်ကရေးတဲ့ comment တွေထဲမှာဆိုရင်ဟာအာဆနယ်ပရိသတ်ပဲဒီပွဲကြည့်တာမဟုတ်ဘူးအင်တာမီလန်ပရိသတ်မှရေးကြည့်တာမဟုတ်ဘူးပရိသတ်အစုံကစိတ်ဝင်စားလို့စောင့်ကြည့်ခဲ့ကြော့အခု final ကိုတက်သွားတဲ့အသင်းထဲမှာအင်္ဂလန်အသင်းတွေ ပါမလာဘူး။ဒါပေမဲ့လည်းယူရိုပါလိတို့ Conference League တို့မှာအင်္ဂလန်အသင်းတွေ Final ရောက်ဖို့ကတရားခိုင်နှုန်းသေချာသွားပြီဗျာ။အဲ့လိုအခြေအနေမျိုးမှာတော့ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး Tournament တစ်ခုဖြစ်တဲ့ Champions League ဒီအင်္ဂလန်အသင်းတသင်း Final မှာတက်တာကစားမပါတဲ့ဟင်းလို့တော့ဖြစ်နေတယ်ဗျာ။ကျွန်တော်တို့အင်္ဂလန် Club တွေနဲ့ပတ်သက်ပြီးပရိသတ်ကြားထဲမှာတိုက်ဆိုင်မှုပြင်းထန်ပြင်းထန်လိမ့်မယ်။ချစ်ချင်းမုန်းချင်းတွေရှိကောင်းရှိမယ်။ဒါပေမဲ့ဒီအသင်းတွေကကျွန်တော်တို့ယဉ်နီးနေတဲ့အသင်းတွေ။ဘာစလိုနာကိုကြည့်ရတာနဲ့ဥပမာပြောရင် Arsenal ကိုကြည့်ရတာဘယ်အသင်းကိုကြိုက်လဲပြောတာမဟုတ်တော့ဘယ်အသင်းကိုပူရင်းန နေသလဲဘယ်တင်းကိုမျက်စီထဲမှာပို့ပြီးတော့ဟိုမြန်မှန်တမ်းမိနေသလဲအာစနယ်ပေါ့ချယ်ဆီပေါ့မန်စီးတီးပေါ့ဒါဥမာပြောပြတာဆိုတော့ final ကိုတက်သွားတဲ့အခါမှာ PSG နဲ့ Inter Milan ဖြစ်တဲ့အတွက်ကြောင့်ဘောလုံးရဲ့အစင်တန်းအရာတော့နိုင်တဲ့အသင်းတွေမဟုတ်ဘူးတကယ် share အသင်းတွေပဲတက်သွားတာနိုင်တဲ့နိုင်ထိုက်တဲ့ခြေသွမ်းမျိုးနဲ့ဖလားရနိုင်ကြီးရှိတဲ့နော်အမြင့်ဆုံးစွမ်းဆောင်ရင်တဲ့အသင်းတွေပဲဘောလုံးမှာဖြစ်တဲ့အတွက်ကြောင့်ဘောလုံးစင်တန်းကဘာမှပြပြောနေစရာမရှိဘူးဒါပေမဲ့ အဲ့ပရိသတ်စိတ်ဝင်စားမှုအပိုင်းမှာကြတော့အင်္ဂလန်ရဲ့ကလပ်တင်တဲ့မပါဝင်ခြင်းကနည်းနည်းလေးတော့စိတ်ဝင်စားမှုရော့ကျသွားနိုင်တယ်ပေါ့အခု semi final အဆင့်မှာဒါ Arsenal နဲ့ PSG ပဲပရိသတ်စိတ်ဝင်စားမှုမြင့်နေဆိုတာ Arsenal သင်းပါလာလို့လည်းပါတယ် Arsenal သင်းကိုစကြင်နောက်ချင်လို့ဗျာဒါမှမဟုတ်ရှုံးစီချင်လို့နားရအကုန်ကုန်ပြောပြတာအားပြီးတဲ့ပြန်မဲ့ပရိသတ်တွေရဲ့ view နဲ့တယ်မနေဘူးသို့တော့ final ရောက်သွားတဲ့အခါကျတော့လုံးဝဘောလုံးမဲ့ကိုတကယ်ကြိုက်တဲ့သူတွေပဲထားကြည့်ရမယ့်ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒါမဲ့ကြည့်မှာပါ Champions League ဆိုတဲ့ အမျိုးကလည်းဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်တနိမုတ်တနိဆွဲဆောင်နေတာကျွန်တော်မှတ်မိတယ်ဗျမော်ရီညိုစပြီးနာမည်ကြီးခဲ့တဲ့ဒါပေါ်တိုနဲ့အောင်မြင်တဲ့ခုနှစ်ပေါ့လေအဲတော့ဘင်နီမဂတီတို့ဂိုးတွေအများကြီးတွင်တယ်ကာဗာလီယိုတို့ပေါ်လူဖရာတို့မှတ်မိသေးတယ်အဲ့နှစ်တော့ final တက်သွားတာပေါ်တိုနဲ့မိုနာကိုဖီရိုနဲ့ကျဲတာပေါ့နော်ဟိုအခုအသင်းတွေရဲ့ level မျိုးတော့မရှိဘူးဒါအင်တာမီလန်ဆိုရင်လည်းအနည်းငယ်များတော့ပရိသတ်တည်တယ်ဟာနီပြဆိုင်မွန်နီအင်ဇာဂီဘန်ညာမာကတ်စတူရန်နော်လော်တိုရိုမာတီနက်စ PSG ဆိုလည်းကစားသမားကောင်းတွေကဒါအများကြီးပဲအဲ့ခေတ်အကာလမှာဒါမိုနာကိုမှဆို င်ဒါရူပါဆိုတို့လိုကစားသမားမျိုးလောက်ပဲရှိတယ်ပေါ်တိုမှာလည်းဗျအခုမှမော်ရီညိုနဲ့တွဲမိပြီးတော့ပြည်သက်တိလာတဲ့ကစားသမားတွေပဲရှိတာအခစ်ကလာတော့တော့မှကြည့်ခဲ့ရတာပဲအခု final တက်ရောက်သွားတဲ့အသင်းနှစ်သင်းပွဲကိုလည်းအားပေးရမှာပဲဒါမဲ့လည်းကျွန်တော်ဆိုလိုချင်တဲ့သဘောကအင်္ဂလန် Premier League ကလပ်တင်တတိမပါတာတော့တချို့ဆွဲဆောင်မှုဘိုင်းလေးတွေမှာအနှဲငယ်ရော့သွားမယ်လို့တော့ကျွန်တော်ထင်တယ်။ Okay ဒါက final ပွဲအကြောင်းကိုကြိုပြီးတော့စကားစီမီပြောကြည့်တာပါ။ final ကလည်း Bayern Munich အိမ်ခွင့် Alliance Arena မှာကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုခမ်းနားတဲ့ကိုင်းတဲ့မှာရှင်ပြန်ကစားရမယ်။ final ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။အဲ့တော့ semi final နှစ်ပွဲလုံး Arsenal PSG ပွဲကတော့တစ်ဖက်က Barcelona Inter Milan ပွဲလောက် အကျိတ်အနေပုံစံမျိုးတော့မဖြစ်ခဲ့ဘူးပေါ့နော်ပထမကြော့မှာကလေးကဥချိုးသွားတာဗျဝမ်းစည်းရလေအဲ့ဒီပွဲမှာဆိုရင်အိမ်ကွင်းမှာစီးစီးပိုင်ပိုင်ကစားခဲ့ရတာဗျသို့တော့ တောမတ်ပါဒီမပါဝင်တာတို့ဘာလို့ねထင်သလိုဖြစ်မလာခဲ့တာအဲ့ပထမအကြော့မှာねအချိန်ကြီးတော်တော်စိုးသွားတယ်ဗျပွဲရဲဇက်ကတော့ပြတ်မသွားဘူးသို့တော့ကျွန်တော်ကတော့ပြောသလိုစိတ်တဲ့ရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ်တကယ်တမ်းသာဒီပထမအကြော့ကဇီးဇီးလောက်ဖြစ်မယ်ဝမ်းဝမ်းလောက်ဖြစ်မယ်ဆိုရင်တော့ PSG အိမ်ခွင်းရောက်တဲ့အခါဘာမှမစိုးလုတ်ပြလို့ရတယ်အဲ့တော့ PSG အိမ်ခွင်းရောက်တဲ့အခါမှာအာဒီတာကဘယ်လောက်ပဲလဲလဲပွဲစဉ်တပွဲကိုဘယ်လိုပဲဟို ထိရောက်အောင်ချင်းကပ်ချင်းကပ်ပြိုင်ဘက်အသင်းတွေကချန်ပီယံလိလိုအဆင့်ဆီမီဖိုင်နယ်ရောက်လာပြီအကုန်လုံးကအသင်းကြီးတွေပဲလှုပ်တက်တယ်ကင်တက်တယ်ဘယ်နေရာမှာဘယ်လိုမျိုးအပြောင်းလဲလှုပ်လိုက်တဲ့အခါကျရင်တစ်ဖက်အသင်းကိုဒုက္ခတွေ့စေမယ်နားလေသဘောပေါက်တဲ့အခါကျတော့အာတိတာအခုဒုတိယအကြော့သူအကောင်းဆုံးတော့လုတ်ပေးတာပဲလေ direct attack တွေကြီးပဲကစားတယ်ပြိုင်မဲ့အသင်းရဲ့ final တက်သေးကိုပဲ progressive ဖြစ်အောင်ကစားတယ်လုံးဝ progress and penetrate ကိုပဲဥတီတာနှစ်သိန်းလုံးကတိုးတော့ထင်းသလိုဖြစ်မလာခဲ့ဘူးပါချူးမာကွင်းညောညူနိုမန်ဒက်ဟာကီမီဆိုတာကြောက်စရာကြီးတွေလေဗျာအဲ့တော့ကြောင့်ပထမအကြော့ ပွဲစဉ်ဟာအဓိကအပြောင်းလဲဖြစ်သွားစေတယ်လို့ကျွန်တော်ယူဆတယ်စိတ်သက်ပိုင်းရောကစားသမားတွေရဲ့တချို့သောဟို physical ပိုင်းတွေရောရိုက်ချိုးခံလိုက်ရတယ်လို့တော့ဖြစ်သွားတယ်ဗျဒါအပြင်အာဒိတာကလည်းအဲ့ဘုံမောက်တဲ့ပွဲစဉ်မှာ fresh ဖြစ်အောင်ကစားသမားတွေကိုအနာပေးခဲ့တင်တာဘာကြောင့်မှန်းမသိတာကျွန်တော်အခုထိအဲ့ဒီအပိုင်းကိုအပြေမထွက်ဘူးဘာကြောင့်လဲ why why ဘာဖြစ်လို့လဲလုံမမလို့တာဘုံမောက်တဲ့ပွဲရှုံးသွားလဲဘာမှဖြစ်ဘူးလေအဲ့ဒါယူ PSG နဲ့ပွဲအတွက် risk ယူပြီးတော့ဘုံမောက်နဲ့လူတွေထဲ့ဆော်သွားအဲ့တော့ကျွန်တော်ရဲ့ review လေးမှာလည်းပါ ိုစိုက်ပြိုးလိုက်တဲ့ဟာကိုပြန်ပြီးတော့ရိတ်သိမ်းရမှာအဲ့တော့အာဆင်သည်ဖလားလက်မဲ့ယာတီတရားသည်ဆက်လက်ကြုံတွေ့သွားတယ်အဲ့တစ်ဖက်ကအင်တာမီလန်နဲ့ဘာစီလိုနာပွဲကြတော့ RPSG ပွဲနဲ့မတူဘူးသူကပြိုင်ဆိုင်မှုပိုပြင်းသွားတာပထမအကြော်တော့ကလည်းပွဲရက်ဆက်ကမပြတ်သွားဘူးအတုံးတုံးတော့ပြစ်သွားတယ်အင်တာမီလန်ကတော့အားသာချက်အနေငယ်ရှိသွားတယ်ပေါ့ဒုတိယအကြော်ရောက်တဲ့အခါမှာကျတော့အင်တာမီလန်သည်အင်ရှင်ပရိသတ်အားနဲ့အကောင်းဆုံးကစားနိုင်ခဲ့တယ်ဒါတော့မှဘာစီလိုနာကရှယ်ကောင်းတဲ့အသင်းတစ်သင်းတော့ဒီနှစ်မှာဘာစီလိုနာကဖလားရရင်ဘာလွန်ဒေါ်ကိုရာဖင်ညာရသွားနိုင်တယ်သို့တော်လည်း အင်တာမီလန်အဲ့ဒီအိမ်မက်တွေကိုအဆုံးသတ်ပေးလိုက်တယ်။အီတလီသားတွေရဲ့မလျှော့တော့ဇွဲလုံးလားဝရိယလို့ပြောရမှာပေါ့။အီတလီသားတွေဒီအဲ့လိုအမူအကျင့်အစဉ်လာမျိုးအများတန်းရှိတယ်။ဘရိုလည်းအဇူရီနဲ့ပတ်သက်ရင်တည်တဲ့လောက်တည်မှာပါ။ဟိုးပဝေတနီလက်ထက်ကလေးကအီတလီဘောလုံးကလပ်ဒင်းနေတဲ့မှာအသက်ငယ်မှမဟုတ်ဘူး။အသက်ကြီးလဲသူတို့ကနှစ်ချို့ဝိုင်းလိုမျိုးတုံးတက်တယ်။အင်တာမီလန်အသင်းမှာကစားသွားတဲ့ကစားသမားတွေကိုကြည့်အသက်25နှစ်အောက်ဆိုတော့ ဂျာမနီနောက်ခံကစားသမား basic တယောက်ပဲပါတယ်။ကျန်တဲ့ဘဲတွေအားလုံးက29 28 30ကျော်ဘဲတွေကြီးပဲ။အဲ့လိုမျိုး whisky လို squad တစ်ခုနဲ့ Barcelona ကိုအကောင်းဆုံးရင်ဆိုင်ကစားသွားခဲ့တာ။ Fighting spirit ကြိုးစားကစားလို့စိတ်ဒီဘက်မှာ passionate ဖြစ်မှုအပိုင်းတွေကပရိသတ်ကိုတကုံသဘောကျသေးတယ်။အဲ့တော့ကြောင့်ဒါကျွန်တော်လည်းဟိုဘလုံးမဲ့သုံးသက်သူဆိုပေမဲ့လူသားတယောက်ဖြစ်တဲ့အခါကျတော့ personal လေးနည်းနည်းလေးရောပြောပြရသေးဗျာ။ကျွန်တော် Inter Milan ကိုပိုကြိုက်တယ်။ PSG ကောင်းတယ်ဆိုပေမဲ့ငွေချင်းနဲ့တိစောက်ထားမှုတွေအများကြီးမြင်နေရတယ်ဗျာ။မကွင်းညောဆိုလည်း exit ကာလာမှာဈေးက းကိုမတန်တဆပေးပြီးခေါ်ခဲ့တာပဲ။ The Jaw Never ဆိုလည်း ZG ပေးပြီးခေါ်ခဲ့တယ်။ဒါပါပြောချင်တာငွေချင်းနဲ့တိဆောက်ထားတဲ့အသင်းအသင်းနဲ့တစ်ဖက်က ဟိုငွေချေးထက်စာရင်နီးပြရဲ့လှုပ်တက်ကင်တက်မှုနဲ့အသင်းပေါ်မှာချစ်မြတ်နိုးတဲ့နိုင်ငံပေါ်မှာချစ်မြတ်နိုးတဲ့ကစားသမားတွေနဲ့တိစောက်ထားတဲ့အသင်းတစ်သင်းမှာတော့ကျွန်တော်ကအဲ့လို passionate ဖြစ်ပြီးစိတ်သက်ပူကျန်းတဲ့အသင်းကိုပူသဘောကျတယ် Alliance Arena မှာ Chelsea သင်းနောက်ဆုံးရှင်ပြိုင်ကစားခဲ့တော့ကအခြေအနေနဲ့ပုံတံတန်တော့တူပါလိမ့်မယ် Bayern Munich ကပူကောင်းတဲ့အသင်းတစ်သင်းဆိုရင်ပဲစိတ်သက်ပူမှာကြောတဲ့အသင်းတစ်သင်းက Chelsea အဲ့တော့နောက်ဆုံးချိန်ခါမှာ Chelsea ကပူဆွဲသွားတဲ့ style မျိုးပေါ့နော်ကျွန်တော်ကတော့ final ပွဲကြည့်တဲ့အခါကျရင် င်တာမီလန်ပြိုင်သက်ပဲလုံးမှာပါခင်ဗျာဟုတ်ကဲ့ဒါကတော့ဆီမီဖိုင်နယ်အဆင့်မှာရှင်ပြိုင်သွားခဲ့တဲ့နော်ချန်ပီယံလိပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ပြန်လဲရင်ခုန်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ညီကိုတွေရောဒီချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအမှတ်တရတွေရှိသလဲရင်ခုန်မှုတွေရှိသလဲကောမန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်